ထုံမယ်ရှင်းသိရှင်းမယ်နော်ခင်ဗျားတို့အခုအဂရီတွေနဲ့လူတွေကျွန်တော်ပြင်ဦးလဲမှာပြောလိုက်တော့ကျွန်တော်အသက်ပါအန်ဒီရဲနဲ့ချင်းချောက်လာတယ်မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ reaction လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်73ရက်5လ2025ကျွန်တော်အဖြစ်ခံပွားနဲ့မုန်းခံလူသားတမတော်ကာကွယ်ဦးစီးချုပ်အပါဝင်နာဆာကအစိုးရအဖွဲ့ကြီးတရက်လုံးအဘာတူချုပ်ကြီး အဲအေဂျင်စာအနေနဲ့ရင်းတဲ့ပြည်သူလူထုတက်မတော်နဲ့တက်မတော်သားမိသားစုတွေကိုမြေပြင်ရရှိတဲ့သတင်းချက်လက်တွေကိုသိစေလို့ကျွန်တော်ကတင်ဆက်ပေးတာဖြစ်တယ်ပေါ့နော်ကိုဖုံးရေးတဲ့ကိုစိုးတန်းနိုင် ပို့ပေးထားတဲ့မွန်မလွဲတောင်ဂိတ်သတင်းအချင်းတွေပို့ထားတယ်တဲ့ရန်သူဝင်9ရောက်လောက်လှုပ်ရှားနေပြီး296နဲ့မလွဲတောင်ကိုဝင်လုံးဖို့ဆိုတာ သိရပါတယ်တဲ့ လက်နက်ကြီးတွေပါတယ်လို့သိရတယ်ရွာသားတွေမိသားစုတွေလိုက်ကြောင်းရှိကုန်ပြီတဲ့ကိုကကြိုရှင်းလာရင်သူတို့လာ အတိုက်ကိုထိုင်ဆောင်နေရတဲ့ဒုက္ခကပူကြီးကြောင်းပြောလာလို့ပါတဲ့ကိုဘုံကိုတဲ့အော်ပေးပါလို့ကိုစိုးတန်းနိုင်ကဓာတ်ရိုက်အကူကြီးတောင်းနေပါတယ်ကိုဘုံနဲ့ဒီနေ့နိုင်နဲ့မုံအဆက်နှစ်ကြီးကုန်းရွာပေါ့ပင်ကွင်းရွာအင်အား900နဲ့လက်နက်ကြီးတွေပါတယ်169နဲ့မလွဲတောင်ကိုဝင်လုံးပဲပင်လေကန်းချေရွာတွေ ပါရွာသားတွေအကုန်ပြောင်းရွှေ့နေပြီ အလဲစကန်းနဲ့ရာဟုစကန်းကကားလမ်းပေါ်တက်ပြီးတော့ဆက်ကြီးကောက်နေပြီတဲ့သူတို့မဝိုင်းခင်ရှင်းတဲ့နာကိုသွားပြီးရှင်းတဲ့မှာကြောင်းသူတို့ဘယ်ချိန်လာမလဲထိုင်ဆောင်နေရတဲ့ဒုက္ခကကြီးကြောင်းနောက်တစ်ခုရေးနဲ့တံပြူစေရကြာ လိန်မောချံဂိတ်ကကားတစ်စီးကိုတသိမ်းမပေးမနေရမပေးရင်ရိုက်တယ်ကရင်ဂိတ်ပါတဲ့ဓမ္မာစစ်တဲ့ဂိတ်ကတော့၃000တောင်းနေတဲ့ပေးရတယ်တဲ့ပြည်သူတွေអော်နေကြပြီတဲ့ ကားသေးတွေអော်နေပြီတဲ့ကိုဖုံးနဲ့မုံမြင်တဲ့တနေသားကြီးအတွက်တကားမှမអော်ပြီးသည်လို့တောင်းဆိုနေပါတယ်တဲ့ကိုဖုံးရေးတဲ့ကျေးဇူးပြုပြီးတင်ပြပေးစီလိုပါတယ်တဲ့နော်အဲ့ဒါကကျွန်တော်ကပေါ်တော့ဒီအားတွေပြောနေရတယ်ဆိုတာကကျွန်တော်ကစပီကာတို့ခံယူတာကစပီကာသမားတယောက်အနေနဲ့တာဝန်ကြီးစီတာဝန်ကြီးခြင်းနဲ့ပေါ့နော်ဒီနိုင်ငံဒီလူမျိုးအဲအေဂျင့်ကနေတိုင်းချင်းနဲ့ပြည်သူလူထုဒီတက်မတော်အတွက်ပေါ့နော်ကျွန်တော်တာဝန်ကြီးခြင်းနဲ့နော် ဟိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့9ခု8ခုပါတော့เนาะကျွန်တော်អော်ခဲ့တယ်เนาะကျွန်တော်អော်ခဲ့တယ်ဒီ plan เนาะ268ခုကျွန်တော်អော်ခဲ့တယ်เนาะអော်တယ်ကြားတယ်9ခု8អော်တယ်เนาะမကြခင်3 5ရက်တပတ်လို့អော်တယ်ဂယုမဆိုင်ကြအောင်เนาะအဲ့ဒီနေရာဒေသတွေမှာရှိနေတဲ့အခြေခံစစ်တရားနေစပြီးတော့မှအဲ့မှာဟိုပေါ့เนาะတိုင်းမှုလောက်အစင်းတီးတယ်เนาะတည်တည်နေလို့ပဲကျွန်တော်ကပြောခြင်းတယ် အခုကျွန်တော်ပြောပြီးပြီနော်ဒီဒီဥစ္စာဒီတည်ရင်ကနော်199နော်မလွဲတောင်ဝင်လုံးပဲတဲ့အေးပြောတယ်ပြောတဲ့စကားကကျွန်တော်တို့က10 20စစ်စင်ရေးဒီဘက်နောက်ပိုင်းတည်းကကျွန်တော်တို့ကဒီလာချိုရမခါနေအကြောင်းပြုပြီးတော့ဒီနဘခနော်အန်းတို့ပါတို့နော်ပြန်ကြည့်ပါကျွန်တော်တို့ကျွန်တော်ကျွန်တော်ပြောထားတဲ့ဟိုနေရာတွေတက်တယ်နော်ဟိုဘက်ဆို ဒီဒီဘော23မရောက်ခင်903 904တို့အိုက်ဘက်တွေအိုက်မှာအမြောက်ဟိုတန်ချက်ကတက်ရှိတယ်နော်အဲ့ဓာတွေအကုန်လုံးပြောတယ်အပြောတာဟိုဂယူးမဆိုင်တာလို့လို့အလေးမထားတာလို့လို့လှုပ်တော့ကိုယ့်ဘက်ကကြာရှုံးမှုရှိလာတော့သူများပြောစရာဖြစ်တာပေါ့ဗျာနော်အဲ့တော့ကြတော့ခမားတို့တိပါတယ်ခမားတို့တိတိနေမိုက်နေတာပါနော်ငါတို့တိတိနေမိုက်နေတာခမားတို့အကျိုးစီးပွားတာဆိုရင်တော့ခမားတို့ဒီလိုလုံမှာမဟုတ်ဘူးနော် ကျွန်တော်တို့ကနိုင်ငံနဲ့လူမျိုးကိုချစ်တာဗျလူပုဂ္ဂိုလ်ချစ်တာမဟုတ်ဘူးเนาะဒီတိုင်းပြည်နဲ့ဒီနိုင်ငံဒီလူမျိုးအေးချမ်းစွာနေထိုင်ခြင်းနဲ့ပြည်သူလူထုပြီးတက်မတော်နဲ့တက်မတော်သားမိသားစုကိုချစ်တာဒါပေမဲ့အဲ့ဒီထဲမှာရုပ်မှအောက်ကောက်ကျအောက်တန်းစားတွေအောက်တန်းကြတဲ့လူလူတွေမပါဘူးเนาะကျွန်တော်တို့ကတက်မတော်ကိုချစ်တာတက်မတော်သားကိုလည်းချစ်တယ်ဒါပေမဲ့စစ်မှန်တဲ့တက်မတော်သားကိုချစ်တာเนาะတိုင်းပြည်အတွက်နိုင်ငံအတွက်လူမျိုးအတွက်ကိုယ့်ရဲ့အောက်လက်တပည့်အငယ်သားတွေအပေါ်မှာပြန်ကြည့်တဲ့ခေါင်းဆောင်မျိုးတွေကိုကျွန်တော်တို့ကချစ်တာ အဲ့တော့ငါ98တုံးကလည်းပြောတယ်ပြောတယ်ကြာသွားတယ်နော်ပြီးတော့မှပြန်ရတယ်ပြန်ကျွန်တော်တို့ပြောပြသားလက်ရှိကိုအခြေခံခံနဲ့ထိုင်လာတဲ့နေရာကိုပေးရပြီဆိုရင်ပြန်တိုက်လို့ရှိရင်မလွယ်ဘူးအတက်တရာအလကားမရဘူးနော်အဲ့လောက်ပဲပြောချင်ပါတယ်နော်အဲ့တော့ဆယ်ရက်၅လတဲ့ကျွန်တော်လည်းခီးထွက်နေလို့ပေါ့နော်ဆယ်ရက်၅လ2025မန္တလေးတိုင်းစင်ဟူးမြို့နယ်ခြေတော့ပေါက်ခြေရွာဦးတန်းထွန်းအပေါင်းဒေါ်ခိုင်း အကျမ်းဘက်တွေဆေးကုပေးနေတဲ့နေအိမ်ပေါ်တဲ့တဲ့ကြပောက်ကွဲ PDF ဆန်းရောက်အကျမ်းဘက်အာဘီ9ရောက်တေဆုံးဒဏ်ရာအများအပြားရှိကြောင်းတင်ပြရတဲ့နော်ဒီမှာလည်းနောက်ထပ်ဝါရင်နဲ့မပညာတွေပေးထားသေးတယ်ကျွန်တော်တို့ကတော့ပေးတာပဲအဲ့ဒီမန္တလေးစင်ကူးလို့ကြည်တော့ပေါက်လို့ဆိုရင်နော်ဒါရိုက်အပေါ်ထိတောက်လျှောက်ပေးတယ်အေးအဲ့လိုမျိုးပေးလို့လုပ်တယ်ဆိုရင်ကျွန်တော်တို့ကပေးရတာအားရှိရဗျာပေးလဲပေးတယ်မလုပ်လဲမလုပ်ဘူးဆိုတော့ တခါပြောလဲမလို့နှစ်ခါပြောလဲမလို့တော့လိုင်းဘဝတက်အောင်တော့အာစစ်တရေပါညာဆိုတာဘယ်စစ်တရေပါညာဆိုတာယူနေတာမှမဟုတ်တာဟုတ်လားတက်မတော်ထဲမှာမွေးပွားပြီးတော့တက်မတော်ထဲမှာကြည်ပြင်းခဲ့တဲ့ကောင်ကတိတာပေါ့ခမားတို့မလို့လို့អော်ရတာပေါ့နော်နောက်တစ်ခုကတော့ DNA နေဤခန်းစစ်စကန်တခုကတိမ့်ပိုင်းရရှိနောင်ချူဒေတာမေလာဆယ်ရဲ့မနက်ပိုင်းအချိန်တွင်နောင်ချူဒေတာတွင်နေမီလုံဂျုံရေးဆောင်ရွက်နေသည့်စစ်ကြောင်အကြမ်းဖက် DNA ဤအဖွဲ့ကယူကလစ်တော်ထဲမှာပြစ်ခတ်သဖြင့်ဝင်ရောက်ရှင်းလင်းရမနေ့ကျောင်းနာရီကျော်ကန်းတွင်ရန်သူနေရာယူ ်ယူကလစ်တော်အသိပိုင်ရရှိဖြစ်စဉ်တွင်မိမိစစ်သည့်တူးကြော်ဟိန်ထိပြီးတော့ရန်သူတမတေတီယန်နန်၏အလောင်းတလောင်းတိုက်81တနက်တက် M22G 483တော့ M22G အိမ်3ခုလက်ပစ်ပုံ9လုံးသဲအိတ်ဘန်ကာ1လုံးတယောက်ပစ်ကျင်သဲအိတ်9ကျင်း6ယောက်ရှစ်တယောက်ပစ်ကျင်း17ကျင်းတို့အသိမ်းပိုက်ရရှိမိမိတပ်အားစတင်ပြကတဲ့ပြတုတ်မြန်အခွင့်ရေးအရာ ရန်သူစကမ်းပါတင်ပိုက်လိုက်ပါသည်တဲ့နော်တောင်ကန်းဖိုက်တာတွေကိုသွေးတို့မဆမ်းမှနဲ့ခွေးမျိုးကန်းတတ်ပါသည် congratulation မှာတောင်ကန်းဖိုက်တာများတဲ့နောင်ချိုးပလောင်ကိုတိုက်ပွဲသတင်းဆုံးတဲ့နော်ညီလေးစော်ဘုံဟဲ့နဲ့မြင်းကြံမန်လီလန်အရင်လှုပ်ဆောင်ပေးပါလို့ပြည်သူတယောက်အနေနဲ့အားကိုးပါတယ်ညီတဲ့ရွာကကောင်တွေလည်းဂျိုကြွနေတာတဲ့သူတို့ဘက်အချံတခုခုဖြစ်ရင်စစ်တပ်ထောက်ခံတဲ့သူကိုတတ်မယ်တဲ့လေးယောက်ပြောတာပဲတဲ့ညီလေးညီလေးတဲ့ တူတွေတောင်မနေရဲလို့စစ်ဆောင်နေရတာတဲ့ရှစ်လရှိပြီတဲ့စစ်တပ်နဲ့ရွာနဲ့ကနှစ်မိုင်ခွဲလောက်ပဲရှိတာ လာမရှင်းဘူးတဲ့စိတ်ပြက်စရာကြီးတဲ့နော်လဘကအတိုင်းမူကြီးကနေပြီးတော့စစ်ကြောင်းထိုးနေတဲ့အခြေခံစစ်တီစစ်သားတွေဟောသိသိချင်းလို့နော်ကျွန်တော်တို့ကပြောပြတာပါကျွန်တော်တို့ရဲ့ပြောဆိုတာတွေရရှိတဲ့သတင်းတွေကနော်နိုင်ငံအတွက်ကိုတက်မတော်အတွက်ကိုအထောက်အကူလည်းပြုပါတယ်အားတကူလည်းဖြစ်ပါတယ် နော်ကျွန်တော်တို့ကချစ်တဲ့စိတ်နဲ့ကိုယ်အသက်တွေကိုပေးပြီးတော့စတဲ့ပြီးတော့မှလုံနေတဲ့အလုံးတစ်ခုအပေါ်မှာကိုထင်အောင်ဆွဲတွေ့ပြီးတော့မှအဲ့လိုအမြင်ဆောင်တာတို့အမြင်မားတာတို့အမြင်မကြည်တဲ့အလုံးမျိုးတွေမလုပ်ပါနဲ့နော်နိုင်ငံအတွက်လူမျိုးအတွက်ဆိုရင်သဘောထားကြီးပါနှလုံးလှပါနော်နှလုံးသားလှတဲ့လူတယောက်ဖြစ်ဖို့ဆိုတာကတော်တော်ကြိုးစားရပါတယ်နော်အဲ့ဒီအတွက်မိမိကိုယ်ကိုနော်ဟိုစဉ်းစားစဉ်းကျင်ပြီးတော့ အသိဉာဏ်ပညာရင်းနဲ့ခွဲပြီးတော့မိမိကိုယ်ကိုယ်လည်းပြန်လည်သုံးသပ်ကြပါလို့နော်အဲဇော်ဘိုးရင်းတို့ဘာလုပ်နေလဲဇော်ဘိုးရင်းတို့ကတော့စကားပြောတာတော့ခက်ချမ်းချမ်းပြောတာဟုတ်နော်ခက်ချမ်းချမ်းပြောတယ်ခက်ချမ်းချမ်းဆိုတာဟိုတက်မလို့အတိုင်းဝိုင်းနေပေါက်ခွားကြီးပြင်းလာတဲ့လူတယောက်ဆိုတော့နော်စကားကိုဆွဲနေအောင်လို့ပြောမှရတယ်နော်ကျွန်တော်တို့ကဟိုအမှန်တရားကိုဖော်ဆောင်နေတဲ့အချိန်မှာနော်သူ့ဘက်ကိုယ့်ဘက်ဗမ်းမလိုက်ပဲနဲ့နော်အဲ့လိုပြောမှရန်သူတရင်တွေရမယ်အောက်ကအချင်းမြတ်ခြားစားတဲ့ အဂရိသတင်းတွေရမယ်နော်အဲ့ဒါမှနိုင်ငံတော်အကြီးအကဲတွေကဒီနိုင်ငံကိုဘယ်လိုကောင်းအောင်ပြုပြင်တည်ဆောက်မလဲဆိုတာကိုသူတို့စဉ်းစားနိုင်မယ်နော်အဲ့ဒါကျွန်တော်တို့ကတိုင်းပြည်နဲ့လူမျိုးတွေကိုကျွန်တော်တို့အထောက်အကူပြုပေးနေတာအဘကချုပ်ကြီးပါပြောထားလဲနော်မဟုတ်တာလုပ်တဲ့လူတွေကိုချက်ချင်းအေးအေးယူဆောင်ရွက်ပါနော်ဖြုတ်တင်ဖြုတ်မယ်ထုတ်တင်ထုတ်မယ်ရှင်းတင်ရှင်းမယ်နော်ခင်ဗျားတို့အခုအဂရိတွေနဲ့လူတွေကျွန်တော်ပြင်ဦးလဲမှာ ြောလိုက်တော့ကျွန်တော်အသက်ပါအန်ရည်နဲ့ချင်းကြောက်လာတယ်ကျွန်တော်မကြောက်ပါဘူးဗျာကျွန်တော်သေသွားလို့ဒီတိုင်းပြီးကောင်းမယ်ဆိုရင်အခုချက်ချင်းတော့ကျွန်တော်အသက်ပေးပလိုက်ပါပါနော်ခင်ဗျားတို့ဟိုလူသားဆန်ပါနော်ဒီတိုင်းပြီးကဗုဒ္ဓဘာသာပါခင်ဗျားတို့တော့ဟိုဖျားသွားကြောင်းတက်လို့ဖျားရှိကိုပြီးတော့မှနော်ဘုံကြီးတော့ဘုံကြီးကြောင်းသွားတယ်ဖျားတွေလှုပ်တယ်ပြီးရင်အောက်တန်းကြတဲ့အပြုမှုတွေအနေအထိုင်းတွေနော်အောက်တန်းစားဆန်တဲ့စိတ်ဓာတ်မျိုးတွေခင်ဗျားတို့ပိုင်ဆိုင်ထားရင်ခင်ဗျားတို့ကတဘောဝဆန်မယ် နော်အဲကျောတို့ကတော့နိုင်ငံနဲ့လူမျိုးနဲ့တိုင်းပြည်နဲ့ကိုတက်မတော်သားတွေအတွက်ဆိုလို့ရှိရင်ဖြစ်ချင်ရဖြစ်နော်အဲ့တော့မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေရှင်တန်းရောက်နေတဲ့တက်မလို့သားတွေဘေးရန်တွေကင်းရှင်းပြီးတော့နောက်တန်းအမိသားစုတွေနဲ့အများဆုံးပြန်လည်ဆုံစည်းနိုင်ပါစေလို့မြတ်တာဘုရားဆုတောင်းပေးလိုက်ပါတယ်။